ဘုတ် channel မှာကြိုဆိုလိုက်ပါရရှင် အခုတစ်ခေါက်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမကြီးမဆန္နာရဲ့မှောင်မိုက်မှငူဆိုတဲ့ဝိတုတုဇလန်းလေးပဲဖြစ်ပါရရှင်ဆရာမကြီးအားယခုဝိတုတုလေးအားဖတ်ပြခွင့်ပြုပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်မိုးဒစိမ့်စိမ့်ရော်နေသည်မုံမုံပွဲပွဲလေးကြာနေသောမိုးဆောင်မိုးမုံလေးများသည် မှန်ပတင်းကို မထိတတိတုတ်ခတ်သွားကြသည်ရင်ခွေးရိုက်သည်ဖြင့်တဖြည်းဖြည်းမှုန်လာသောပြတင်းမှမှန်ချက်ကိုမင်းငယ်သည်ငြင်းငြင်းလေးထိုင်ကငြိမ်ချနေသည်ရှင်သေးတွင်ဟာကစာနေတော်လဲဘာကူမလဲစားခြင်းစိတ်မရှိခြင်းလက်ကိုလဲမမြောက်ခြင်းကိုယ်ကိုလဲမလဲခြင်းလူတကူလုံးနှုံးပြီးပြောနေသည် မင်းငယ်နောက်ဖက်ကောင်တန်းမှជីជីဝေကတူတူလေးခေါ်သည်နင်းအင်စာတွေပြီးပြီမဟုတ်လားယင်ဘာအင်စာတွေလဲတင့်ချာလေးအင်းပြီးပြီငါကိုခဏလောက်ပေးစမ်းပါဟာဘာလဲနင်ကူးချမလို့လားအေးနင်ကလည်းဟာ အမားချင်းတူနေတိချေစုနေအောင်မေမင်းငယ်ကမျက်မှောင်လေးမသိမသာကြောက်ကပြောတော့ជីជីဝေ မျက်နာငဲသွားသည်ထို့နောက်တပ်ပြင်းချကပြောသည် အသေးလေးရဲ့ညင်တွက်ရင်အမြန်းမှန်လာပဲဟာဘယ်တော့ကမှားဘူးလို့လဲတော်ကြနေចောင်းတက်တော့မှာအင်စာတွေထက်ခိုင်းတော့မယ်ငါတဘုံမှမတွက်ခဲ့ရလို့ပါခုမှတွက်ရင်လေမိမှမဟုတ်ဘူးကြာနေအောင်မယ်ညင်ပါလို့အင်ကမတွက်ခဲ့တော့ជីជីဝေးသည်မင်းငယ်လောက်စာမတော်တော့လဲတော်တော့တော်သည်ပင် အတန်းထဲတွင် တင်ချပြိုင်တွက်လျင်တခါတရံသူကပင်အလျင်ပြတ်တသည်သို့သောအိမ်ဆောင်မှုပေးလိုက်လျင်တော့ပြီးအောင်လုံးမလာတတ်ပေအမေဖျားနေရဲ့ဟာအဖေကလည်းဝမ်းတွင်တဲတော့မှအချဲသွားကောက်တာပြတ်မလာသေးဘူးမောင်လေးကိုရောညီမလေးကိုရောငါနဲ့အတူတိတ်ရတာအမေစီမှာအဖျားကူမှဆိုးလို့လေအေးပြတ်တယ်ဟာတော်ကြဣထပါလိုက်တော်ကြရှူးရှူးတဲ့ရတော်ကြရေးတောက်ချင်နေပြောလိုက်နေ ရှောင်းနေတာပဲဒီကြားတဲ့အမေကညောင်းလို့ကြိုက်လို့ညင်းနေတော့နင်းနှိမ်ပေးရသေးတယ်ငါ့မှာဖြင့်နင်းအိမ်စာတွေကိုတွက်ဖို့နေနေတတရားတို့တော့မကုတ်အောင်ဒီနေ့တော့ကြောင်းမတက်ရတော့ဘူးထင်းနေတာជីជីမေရောက်လာလို့ငါကြောင်းမပြတ်တာမင်းငယ်ချက်ချင်းစိတ်ပျော့သွားသည်ကိုရင်လဲကူးပါစေတော့လေသူမတွက်တတ်လို့ခိုးချတာမှမဟုတ်ပဲအချိန်မရှိလို့မတွက်ခဲ့ရတာပဲဟူတွေ့ရင် ်တင်ကြလေးကျင်ငန်းစာအုပ်ကလေးကို အလွယ်တကူထုတ်ပေးလိုက်လေသည်ဆရာမကအင်စာတွေလုံးမလာလျင် ရိုက်တက်သည်စတုတ်ထတန်းတော့အစိုးရစစ်သိရလားပေါ်တီးပုတ်စာလုံးမနေနဲ့ဟူဆူတက်သည်မိမိငယ်နေရမင်းခင်လို့စတော့အောင်စူးစားကြပါလားဟူစံပြုပြီးပြောတော့အခါများတွင်ကမင်းငယ်သည်ရင်ထဲတွင်ဖျားပွဲလှဲ့နေတော်လေခေါင်းကုံရတော့မလို့ နှာခေါင်းပုတ်ရတော့မလို့လို့နဲ့အနေရအထိုင်ရခတ်လာသည်ရမင်းခင်လိုပြုံပြုံလေးနေတတ်အောင်ကြိုးစားတော့လဲမအောင်မြင်ပေသူတို့နှစ်ယောက်ကြတော့ရင်မောင်တက်ပြီးပြေးနေကြတာပဲသူကနည်းနည်းကြော်လိုက်ငါကနည်းနည်းသာလိုက်နေမနစ်ကလေးကတလဲစီပထမရနေကြတာညရင်ချင်းတူတော့ဝရိယတာတဲ့လူကကြောသွားတာပဲဆီယာမကပြောလေသည်မင်းငယ်နဲ့ရမင်းခင်သည်ညရင်ချင်းစာတော်တာချင်းတူတော့လေ လူချင်းကတော့လုံးဝမတူပေမင်းငယ်ကပိမ့်ပိမ့်တေးသေးညံ့ညံ့ဖြစ်သည်ယမင်းခင်ကတော့အသားဖြူဖြူပတ်စုံဖောက်ပေါင်းနဲ့ဝဝတုတ်တုတ်လေးဖြစ်သည်တငယ်ချင်းများကမင်းငယ်ကို အသေးလေးဟုခေါ်ကြသည်ယမင်းခင်ကိုတော့စင်ပဟုအမည်ပေးထားကြလေသည်အတန်းထဲတွင်အပြောင်အပြတ်အပြောတဆုံဖြစ်သောတတ်ထန်းတွေကမူယမင်းခင်ကိုယမင်းစင်ဟုခေါ်လေသည် သူတို့ကစင်မျိုးတဲ့သူကလည်းစင်ပေါက်သူ့ဖေကလည်းစင်ကြီးမဟုတ်လားဟုသဘောကျစွာရည်သည် ထို့နောက်ငါကအသားဖြူတော့စင်ဖြူနော်ဟုပြောလေသည်ဟင်းတူတယ်တူတယ်ဟိသူ့ဖေမငိမ့်လက်ကလက်ခုပ်တီးကထအော်တော့မိငယ်လန့်သွားသည် တွေးလက်စအတွေ့ကဖြက်ခနေပြက်ကလွင့်သွားသည်ငိမ့်လက်ကြည့်သည်ကိုလိုက်ကြည့်လိုက်တော့ကြောက်တင်ပုံကို အဝိရေစပီပုတ်ဖြတ်နေသောတတ်ထားຫນွေကို တွေ့ရသည်ကြောက်တင်ပုံဖြတ်သည်ကိုကောင်းကောင်းမဖြတ်ပဲပန်းစကားရုပ်ရှင်ထဲမှကြောက်ဟင်း၏အမူအရာမျိုးလုံနေသောကြောင့်တော့အုံအုံနဲ့ပွဲကြနေကြသည်သူကြည့်ရသည်မှာရည်စရာကောင်းလွန်သောကြောင့်မိငယ်လိုက်ရင်မိတော်လဲခါတိုင်းလိုစိတ်မရွှင်လာချီမိငယ်ជីជីကခေါ်ပြန်သည်ဟမ်နင်းနေမကောင်းဘူးလား တမျိုးကြီးပဲခေါင်းထဲမှာအုံအုံခက်ခက်ကြီးတကုံလုံးလဲညောင်းနေတယ်။ဘုတ်တော်ကြီးညတော့တုတ်ကွေးကွေးတော့မယ်ထင်တယ်။အင်းကွေးတော့မလားမသိဘူး။မိငယ်ကသူ့နှစ်ဖူးသူစမ်းကြည့်ရင်ညောင်းနာနာပြောသည်။အိမ်မှာတော့သူကစပြီးဖျားတော်မည်ထင်သည်။တုတ်ကွေးကွေးလျင်အ ਨੇ ဆုံးသုံးလေးရက်တော့ကြောင်းပြတ်တော်မည်မို့မိငယ်စိတ်ညစ်သည်။ဒီလိုသာကြောင်းပြတ်လိုက်လျင်ရှင်လေးရပြင်းနေတော့ ရမင်းခင်ကသူ့ကိုအตาလေးကြောက်တတ်သွားမည်ဖြစ်သည်ဘသူကွေးမှလည်းသူတို့နားရောက်လာတော့ရမင်းခင်ကဝင်မိသည်ငါလေးကွေးများကွေးတော့မှလားလို့ဘာဖြစ်နေလို့လဲခေါင်းတွေအုံနေလို့ပါဟာမင်းငယ်သည် ရမင်းခင်ကိုက်စားနေတော့တန်းသေးညီညီလေးစီမှနေပြီးသူ့မျက်လုံးကိုစူးစမ်းပြီးလွှဲလိုက်သည်မျက်လုံးကိုလွှဲပယ်လိုက်နိုင်တော့လေ တင်းတင်းလေးမှွေးနေသောရနက်ကိုတော့မရှူဘဲမနေနိုင်အဲ့ဒါဆိုရင်လေကိုတက်ပလက်စ်နဲ့ပါရာစီတမောနဲ့ဘာမီတွန်ရောပြီးတောက်လိုက်မမီဆိုရင်အဲ့ဒါလိုပဲတောက်ခိုင်းနေရမင်းခင်ကပန်းသီးကိုအတံမြေအောင်ကိုက်စားလိုက်တော့မိငယ်သည်ဖြက်ခနဲကြည့်မိပြန်သည်ထို့နောက်မျက်လုံးကို ဖြက်ခနဲလွှဲဖယ်လိုက်ကငါလီဘာကူမှလည်းစားကျင်စိတ်မရှိဘူးဟုမစီမဆိုင်ပြောရင် ်တွေးကိုမတိမတာမြှောက်ချလိုက်သည်ကော်ဖီတောင်မတောက်ချင်ဘူးလားဟင်ဟဲ့အင်းမိငယ်ကရောရောင်ပြီးခေါင်းခါလိုက်သည်တကယ်တကယ်တော့မိငယ်တို့အိမ်တွင်ကော်ဖီမဖြော်သည်မှာပင်အတော်ကြပြီပြီအဲ့တဲ့လာလျင်လဲရင်နွေးချမ်းနဲ့ထန်းလျက်ခဲသာထွက်လာတတ်လေသည်နင်ကော်ဖီမတောက်ချင် over tin တောက်ပါလားဟင်မတူပါလဲကောင်းတာပဲဟုတ်လား မင်းငယ်ကဦးကြောင်ကြောင်နဲ့တန်ရောင်လိုက်ကခေါင်းငိမ့်ပြန်သည်မင်းငယ်အသက်၁၀နှစ်ပင်ကျော်ခဲ့ပြီ over တင်းကို၃၄၅ကတောက်ဖူးတော်လဲမတ်တိုဖာဆိုတာကိုတော့ဘာမှန်းပင်မသိဒါပေမဲ့ငါတော့ coffee ပဲကြိုက်ပါတယ် over တင်းတို့ hall တို့ကอีလွန်းလို့ရမင်းခင်ကကြံသမျှပန်းသီးစိတ်လေးကိုပါစက်ထဲအကုန်ထည့်လိုက်သည် မင်းငယ်လည်းတပ်ပြင်းကိုအသာချလိုက်လေသည် ပန်းနီးနံမွမွေးလေးကိုရှူလိုက်ရတော့ကြောက်လာတော့မသိခေါင်းထဲတွင်အောင်းအောင်ခက်ခဲဖြစ်နေသည်ပင်အတန်ငယ်တတ်တာသွားသည်ဟုထင်မိသည် ရော့အသေးလေးငါတော့တတ်တုပ်ရိုက်ပြီးကုချလိုက်တာပဲជីជីဝေကတင်ချာလေးကျင်ငန်းစာအုပ်ကလေးကိုပြန်ပေးသည်အခုမှပဲစိတ်အေးသွားဟန်ဖြင့်ညနာရွှင်လာသည်အော်ငါမိနေလို့ငါမစေးပါတယ်ညတော့မလားအသေးလေးဘာစေးလဲရင် ပါရာစီတမောជីជីဝေကကွန်ပါဘူးထဲမှာစက်ကူထုတ်ကလေးကိုလှမ်းယူသည်အตาဖြတ်လိုက်တော့စေးပြားဖြူဖြူလေးသုံးပြားကို တွေ့ရသည်ငါတော့အမေစီကအဖျားကူတော့မှာပဲဆိုပြီးလူလူမေမေယူထားတယ်ရော့တပြားတောက်လိုက်ခေါင်းကိုက်ပြုတ်သွားခေါင်းကိုက်တာတက်တက်ဆိုရင် အနန်ကျန်စင်ကပိုကောင်းနေစို့မမီပြောတာပဲအစာကလေးကော်ဖီကလေးနဲ့တွဲပြီးတောက်တဲ့ရမင်းခင်ကပြောသည် ချောင်းတက်ခါနေပြီမို့သူဤကြောပေါ်အိတ်ထဲမှာနှစ်ချက်ကုန်ပါဘူးလေးနဲ့ပလတ်စတစ်ပေတံအပြာရောင်လေးကိုထုတ်ကာခုံမော်တွင်အသင့်တင်ထားလိုက်သည်အနာကျစင်တလုံးကိုနှစ်ချက်ပေးရတယ်ယမင်းရဲ့ဒီပါရာစီတမောက BBI မဟုတ်ဘူးတရုတ်ဆိုတော့တလုံးမှာတမက်ရေဟင်းညီကလည်းမဟုတ်တာအနာကျစင်ကအဲ့လောက်စည်းမကြည့်ပါဘူးယမင်းခင်ကအံ့ဩတယ်လို့ပြောသည် ជីជីဝေကယမင်းကိုစိတ်မရှိစွာကြည့်ရင်ညဆောင်ထိုးသည်ကြံသောစေးပြားလေးနှစ်ပြားကိုစက်ကုန်နှင့်ပြန်ထုတ်ပြီးတန်ကုန်ပါဘူးတဲ့တို့ခက်ဆောက်ဆောက်ပြန်ထဲလိုက်သည်နင်းတို့ကတော့နင်းတို့ကိုဘယ်စည်းကြီးမှလဲယမင်းခင်ရဲ့နင်းတို့ဝယ်တဲ့ဆိုင်မှာငါတို့မဝယ်ရတာလဲနင်းတီသားနဲ့အခုအမေဖျားနေရင်ချောင်းဆိုးလို့တောက်နေရတဲ့စေးကြောင်လေးတွေလေဘာပါလဲအင်ပါဘာဆိုလားအဲအဲ အင်ပါစလင်ကြတော့တံတောင်ကိုနှစ်ချက်ခွဲជីជីမေဘိုင်းနိုင်ရင်တောက်တဲ့စေးပြားဖြူဖြူလေးတွေကြတော့တလုံးကို၅မှတ်တစ်ချက်ခွဲငါကအမေနဲ့အတူစေးဝဲရင်လက်လိုက်သွားရလို့တည်နေတာဒူဒူတောက်တောက်ပြောတော့ជីជីဝေကိုရမင်းခင်ကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ငေးကြည့်နေသည်မောင်လေးနဲ့ညီမလေးကိုတော့အမေကဘာပလက်ရင်မတိုက်တော့ဘူးသမင်းရီတောက်တဲ့ ။သမင်းရည်တောက်လဲအားရှိတာပဲတဲ့။သမင်းရည်ထဲမှာဗီတာမင်တွေအပြည့်ပါတယ်တဲ့။မိငယ်ကစီးပြားလေးကိုအာကောင်ထဲထည့်ပြီးမှ ရေဘူးထဲကရေကိုတောက်လိုက်သည်။စီလီကရွှော့ရွှော့ရှူရှူမစင်းသွားပဲလေချောင်းဝါတွေတင့်နေ၍လက်နှင့်အသာတက်ချရသည်။တင်ကြအင်စာတွေလာထက်ကြပါအတန်းကောင်းဆောင်ဆွဆုလင်းဤအော်ဒါနှင့်အတူကြောင်းတက်ခေါလောင်းထိုးတန်ကိုကြားရသည် ။စုညံနေရသည့်အထဲတွင်တတ်ထားຫນွယ်ကတချင်းတစ်ပုတ်ကို အမှုအရာနှင့်စုပ်ပြနေပြန်သည်။မိုးရွာရင်မိုးရီချုံမဲမေမေလာရင်မိုးရီချုံမဲဖေဖေလာရင်မိုးရီချုံမဲတဲ့။ထို့နောက်ငါတို့လန်တွေကကောင်ကလေးတွေစုံနေတာလေ။ရီမလာတာတုံးရရှိပြီဟဟုဆက်ပြောသည်။တင်ချအင်စာတွေလာထက်ကြပါ။ဆုဆုလင်းကအော်ပြန်သည်။ជីជីဝေက ထမဟိထမဟိဟူပြန်អော်ပြီးမင်းငယ်ကសាអုပ်ကိုပါလှမ်းယူသည် ထို့နောက်សៀមម៉ាဤសបွဲបော်ကសាអုပ်ពုံတွင်ទွားថាត់သည်အမားချင်းတူနေလျင်សៀមម៉ាတတိမထားမိစေရန်အတွက်တအုပ်ကိုအပေါ်ဆုံးတွင်တင်ကကြံတအုပ်ကိုសាអုပ်ពုံ၏အလဲတွင် ထိုးထည့်နေလျသည်ជីជីဝေကဘာဖြစ်လို့စိတ်တူနေရလဲဟင်ငါဘယ်သိမလဲ ိုးပွဲလေးများကရုတ်တရက်သေးလာသည် မိုးစမိုးပေါင်းများကမှန်ပတင်းကိုခပ်ပြင်းပြင်းကြီးရိုက်ခတ်လာသည်မိငယ်ယမေးခင်ကခေါ်ပြန်သည်နင်ကရောဘာလို့စိတ်တူနေရလဲငါပဲသိမလဲမှန်ချက်ကိုထိပြီးကွဲကြိတ်လွှင့်စင်သွားသောမိုးပေါင်းများကိုငေးကြည့်ရင်မိငယ်သည် အနီရောင်ပန်းသီးလေးကို မြင်ရောင်နေလေသည်မေမေ ပန်းသီးတစ်လုံးကိုဘလောက်ပေးရလဲဟင်ချင်းတောင်ပန်းသီးဆိုရင်၃လကျပ်ပေါ့နည်းနည်းကြည့်ရင်တော့၄၅၆ကျပ်ပေးရတယ်အယောင်စိမ့်ငယ်လीမဟုတ်ဘူးမမေရဲ့အလုံးကြီးကြီးအယောင်နီနီအနက်မွမွေအဲ့ရမျိုးဆိုရင်တော့၁၄၅၆ကျပ်ပေးရမှာပေါ့မမေတခါတေယုတ်တန်းမှာတွေ့တာတော့စကတ်ထားတယ်၁၈ကျပ်တဲ့ဟင်တော်ပါပြီမင်းငယ်ကပခုံးလေးတွန့်လိုက်သည် 18ကျပ်ဟူသောစာတန်းလေးကိုမြင်ရောက်ပြီးတော့ခေါင်းထဲတွင် ဝဲလင်နေသောအနီရောင်ပန်းသေးလေးကဖြက်ခနဲပြောက်သွားလေသည် ပြုတ်ပြီးသားမြင့်များကို စနေထုံပေါ်တင်ပြီးတွေ့ကြည့်ကြည့်ကြည့်နေချစ်နေသော အမေကမိငယ်ကိုစူးစမ်းသလိုလှမ်းကြည့်သည်။ဘာလဲသမီးစားကြံလို့လား။အလကားရရင်တော့စားကြံတာပေါ့မေမေယာ။ဝယ်တော့မစားကြံပါ ဆက်ရှိချက်ဆိုတော့ငွေနည်းနည်းနော်နော်မဟုတ်မလက်ကားသည်ပေါပွချွေချူကြီးတွေဝယ်လျင်အများကြီးရနိုင်သည်ဒါမှမဟုတ်တစ်တော်သည်တရက်သည်မင်းကွတ်သည်ငါပြောသည်ဆိုအိုးစားစရာတွေစုံလို့ပြည်လို့ဒီလိုတွေးမိတော့လေမိငယ်ပြောသားသည်စိတ်မပါလက်မပါ စားနေတော့ထမင်းပင်အရသာရှိပြီးစား၍ကောင်းသားတယ်လို့လို့ရှိသည်သမီး ထမင်းစားပြီးရင်အမေကိုပါရာစီတမောတစ်လုံးနဲ့ဗာမီတွန်တစ်လုံးယူလာပေးစမ်းနှာရီစီးပြီးခေါင်းတွေကိုက်နေလို့တမီလည်းကြောင်းမှခေါင်းတွေအုံနေလို့ဖြားပြီးချင်နေတာជីជីဝေကစေးတစ်လုံးပေးလို့တောက်လိုက်တော့တတ်တာသွားတယ်မိမိဖြားတော့မဖြားလိုက်ပါနဲ့တမီရဲ့တော်ကြရင်ចောင်းပြတ်နေအောင်မယ်တမီចောင်းပြတ်ရင် မင်းခင်ကကြောက်သွားမှမိမိရဲ့နောက်ပြီးအင်းစာတွေကလည်းတပတ်တရက်ကို အများကြီးဒီနေ့လည်းအများကြီးပေးလိုက်သေးတယ်။ကြောင်းပြန်ရင်အဲ့အရာတွေအားလုံးနှောက်ကြသွားမှာ။မိငယ်ကခမင်းကိုလက်စသက်စားကပကံစီသည်။ကြောင်းမပြတ်ပဲနဲ့တော့ပထမရဖို့တည်ကြသည်မဟုတ်။ရမင်းခင်ကလည်းစတုတ္တတန်တွင်ပွဲဥထပ်ပထမရရင်အကျိတ်အနေစူးစမ်းမိဖြစ်သည်။ ဘယ်နှစ်နာရီရှိပြီလဲတမီ9နာရီခွဲတော့မယ်မမေဖေဖေရုံးကပြန်လာကနေပြီမင်းငယ်သည်အိမ်ခန်းထဲဝင်ခဲ့သည်အိမ်သုံးစိတ်ပလင်းတွေစီရွေတင်ထားသောကြက်ရှောင်းမှပါရာစီတမောဟုရေးထားသောပလင်းကိုယူလိုက်သည်ဆေးလေးနှပြားသာကြံတော်သည်ဗာမီတွန်ပလင်းထဲတွင်တော့တပြားမှမရှိ အရက်ပြန်ပလင်းလေးကလည်းဖင်ကတ်သာကြံသည် ပယုတ်စီအနီကတော့တဝက်လောက်ရှိသေးသည်ဖဖေဝဲလာပြီးမင်းငယ်ကိုတိုက်ပူးသောဇူတဆုံအားစီပလင်းလဲပြောင်တလင်းခါနေပြီဖြစ်သည်အမေစေးတွေကလည်းကုန်ကန်ကြီးနေပြီဘာမီတွန်လဲတပြားမှမရှိတော့ဘူးအစ်ကွယ်ဝဲမဲဝဲမဲနဲ့ဝဲကိုမဝဲဖြစ်နိုင်ဘူးပေပေရှိရပဲတောက်လိုက်မယ်မိမေကပါရာစီတမောတပြားတောက်ကာညက်တွေကိုစက်ပြီးချစ်လေသည် ်ပင်မန်းလို့ခေါင်းကိုက်တာပါခဏနေပျောက်သွားမှာဟုသူ့ကိုယ်သူအားပေးသည်တမိဘာလုပ်ပေးရအောင်မလဲမီမီမလုံနဲ့တမိတော်တော်စာချက်ချီတော့တင်ချာရဲအရင်တွက်လိုက်အောင်မေးပြီးမှစာချက်မေးမိငယ်တွင်စာချိတ်စပွဲတက်တက်မရှိပေဖေဖေက40နှစ်ဝယ်ပေးထားသောဘေးဒင်းဆရာခုံကလေးကိုစာချိတ်စပွဲအဖြစ် သုံးရသည်ခုံကလေးကိုကြိုက်ရနေရရင်ချပီး ကြက်လိုတွက်လိုရသဖြင့်မိငယ်ပိုးပြီးသဘောကြသည်ယခုလည်းခုံကလေးကိုမိဖို့ကြောင့်တော့တည်လာသည် မမေ့ဘေးတွင်ပင် ထိုင်ပြီးအင်စာလှုပ်ခြင်းသည်မိုးရိမ်မဲလာတဲ့သမီးမမောင်ဘူးလားမိဖွင့်ပြီးလှုပ်လေမိငယ်ကမိခလုတ်ကိုထားဖွင့်သည်ကြောက်ခနဲအတန်သာကြားရသည်မိကလည်းမလားဟင်းမမေ့မိလည်းမလားဘူးပြက်ပြန်ပြီးထင်တယ်မထင်နဲ့မမေရဲ့ပြက်ကိုပြတ်တာပဲ ဒုက္ခပဲအင်စာတွေကအများကြီးမင်းငယ်သည်ဇပွဲလေးကိုအတင်းပေါင်အနာသို့ကပြကရရွှေ့လိုက်သည် ရှိသည်များကြံသည်များအလင်းရောင်ကလေးနှင့်အင်စာပေးလိုက်သောတင်ချာတွေကို အပီးထွက်နိုင်ရန်ကြိုးစားရမည်စောစောစီစီကမီးဖွင့်ကြည့်မိရင်ကောင်းပါဟဲ့အခါတိုင်းလိုចောင်းကပြန်ရောက်ချင်းအင်စာတွေလုံမိရင်လဲတော်သေးတယ် ခုတော့အတုံးကြတဲ့ပန်းသီးစုပ်အကြောင်းထိုက်တွင်းနေပြီလို့လက်ကားနေအချိန်တွေကုန်သွားတာမိငယ်ကသူ့ကိုယ်သူအပြစ်တင်နေသည် အလင်းရောင်ကလည်းလိုချင်ပါသည်ဆိုမှချက်ချင်းလူလိုပဲမှောင်ကြသွားသည် မိုးသားတွေကလည်းအုပ်ပြီးမဲတက်လာလေသည်မိုးကြီးတသေးရွာတော့မြည်ထင်သည်ဟဲ့သမီးမှောင်ကြီးထဲမှာစာလုံးနေသလားမိမထွန်းဘူးလား ဖေဖေကမင်းငယ်ပေတွင် လာရသည်စာထဲတွင်ဇောကတ်နေသည်ဖြင့်ဖေဖေပြန်ရောက်လာသည်ကိုပဲမသိလိုက်ချေမင်းမလာဘူးဖေဖေမင်းငယ်ကအာကိုတကြီးပြောတော့လဲဖေဖေကဘာမှလုပ်တတ်ဟန်မတူပေတက်ပြင်းကသာတဲတဲချသည် မမေကတော့နုံမဟုတ်ဘူးအလွတ်ပေါ်တွင်ဖျောင်းထိုင်လေးတတိုင်းဆိုင်ကမင်းငယ်ဤဘေးတွင် လာချပေသည်ရှင်နစီမီးအိမ်လေးတော့လုတ်ပါလာကွာ ဖေဖေကပြောတော့မေမေကမတိမတာ မျက်ဆောင်ထိုသည်ရင်းနှံစီမမရှိတာကိုကွယ်သိရသားနဲ့ဒီလိုဆိုလဲဖျောင်းနိုင်ငတိုင်ဘူးလေးလောက်ထွန်းပေးလိုက်ပါလားအိမ်မှာရှိတာမှာသုံးတိုင်ရင်မိကဘယ်ချိန်ထိပြတ်မယ်မသိဘူးမေမေအတန်ကပျော့နေသည်ဖေဖေကတော့စိတ်တူလာပုံရသည်မိပြတ်တာလဲသိသားနဲ့ဖျောင်းနိုင်ကိုပို့ပို့လိုလိုလေးဝယ်ထားပါလားကွာအော်ကြောတော့လဲလိုက်တာ ဖျောင်းနိုင်တဲ့တိုင်ဘလောက်ပေးရလဲရှင်တိလားလကုံရဲ့ရှင်ဒီတခါတော့မိမိအတန်ကဆက်ပြီးမလာသည်ဖေဖေလည်းညင်သွားလေသည်မင်းငယ်ကတော့ဘသူကမှခယုမဆိုင်နိုင်ဝါချင်းချင်းအလေးရောင်မင်မင်လေးတဲ့ဝယ်စာကိုအရကြက်ရန်ကြိုးစားသည် မျက်လုံးတည်မြင်မြအံ့ပွဲကောင်းချောင်းကိုတင်သိပါသလားမျက်လုံးသည်ကိုခန္ဓာဤအမှုနယ်ဆုံးအလုတ်အများဆုံးအင်္ကာစုဖြစ်သည်ထို့ကြောင့်မျက်လုံးကိုဘေးမပစ်စေရန်ကာကွယ်ရမည်မိငယ်သည်သူ၏အကြံတိုင်းကိုကိုရှိတိုးနောက်ပြင်ရင်ရင်အတန်ထွက်၍ကြက်သည်မျက်လုံးသည်မကြောက်နေသောအယိုးများကာထားသည့်အချက်ကာထားသည့်ခြိုင်အထည်အတွင်းရှိသည်မျက်ခွန်မျက်တောင်မွေးတို့ကမှရှိမှကာကွယ်ထားသည်အလင်းရောင်ကမိန်တော့ တော်အားဆိုင်ပြီးဖျက်ရသည်ဖျောင်းနိုင်လေးကခဏနေကုန်းတော့မင်းကြက်စရာတွေကအများကြီးကြံသေးတယ်စာမရရင်တော့ဒုက္ခပဲရမင်းခင်ကတော့အလုံးကြက်လို့ရလာမှာဟုတ်တွေးမိပြီးရင်ထဲတွင်ပူလာသည်မိပြက်လို့စာမကြက်ခဲ့ရဘူးဟုတ်ပြောလျင်ရမင်းခင်ကမိပြက်ရင်မိစက်မဖွင့်ဘူးလားဒါမှမဟုတ်ဘက်ထရီမီးချောင်းထုံးလဲရသားနေဟုတ်ပြောမိကိုလည်း ြိုတင်ပြီးကြားရောက်နေသည်ဖေဖေနှင့်မေမေကဖျောင်းတိုင်လေးတတိုင်ကိုစပွဲဝိုင်းလေးအလေတွင် စိုက်ပြီးတိတ်တိတ်ဆိတ်ဆိတ်ထမင်းစားနေကြသည်မိငယ်စားကြရမပြီးခင်ဖျောင်းတိုင်လေးကုံသွားသည်မိငယ်သည် စားကြခုံလေးပေါ်တွင် လက်ထောက်ရင်းတိတ်တိတ်ကလေးထိုင်နေသည်မျက်ရည်ကိုတိတ်တိတ်ကလေးတုတ်ခါနှာရည်ကိုတိတ်တိတ်ကလေးမြင်သည်ဟဲ့သမီးငိုနေလားမမီကမေးတော့ မငိုပါဘူးမိမိရဲ့ဟူငိုတန်လေးနဲ့ဖြေလေသည်